ဥဒွင်းတန်ရှင်ခြင်းခยีကြကြထွက်သည့်အခါတွင်ဝမ်းချုပ်ခြင်းများဖြစ်လာတတ်ပါသည်ဒေါသထွက်ခြင်းစိတ်ဖိစီးခြင်းစိတ်ပူပန်တောကရောက်ခြင်းများတွင်လည်းဥပိုင်းဆိုင်ရာပြဿနာများရှိနိုင်ပါသည်မြန်မာတို့ကဝမ်းတလုံးကောင်းခေါင်းမခဲဟု ဆိုတတ်ကြတယ်ဝမ်းကောင်းအောင် ဝမ်းမချုပ်အောင်နေထိုင်စားတောက်ခြင်းကလည်းအရေးကြီးပါတယ်။မိမိစားသည့်အစာများတဲ့တွင်အမြင်တတ်များများ ပါဝင်စေခြင်းဖြင့် ဝမ်းမချုပ်စေရန်လှုံ့ဆော်နိုင်ပါတယ်။ဆရာဝန်များက တနေ့လင်အမြင်တတ်ပါသောအစာအစာ30ဂရမ်ခန့်ပါဝင်အောင်စားသုံးသင့်ကြောင်းအကြံပြုကြပါတယ်။ဂျုံနဲ့လှုပ်သောအစာအစာ၊စံညုံနဲ့လှုပ်သောအစာအစာ၊ပဲစိန်၊ပဲချံ၊ပင်လေရည်နှင့်ကစုံဥ မမှန်သည်လက်ဆက်သောတည်တည်များဟင်းသည်ဟင်းရွက်စိမ်းများသည်အမြင်တတ်များကို အားဖြည့်ပေးနိုင်သည့်အစားအစာများလည်းဖြစ်ပါသည်မိမိဝမ်းတွင်းရှိဥတွေက အစာချက်ချင်းကို အထောက်အကူပြုရပါသည်အစားအစာများကို ကြည်ညက်အောင်ဝါခြင်းကပူများဤလှုပ်ဆောင်မှုကို အထောက်အကူပြုစေနိုင်ပါသည်ထို့ကြောင့်လည်းကျန်းမာရေးအတွက် အစာကြည်ညက်စွာဝါစာခြင်းကို အားပေးသင့်ပါသည် ရေရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ ကေပါကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက် ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေ မင်္ဂလာချက်သည် ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။